လေဘာဦးတင်ဟာချန်ပီယံလိအိမ်ဝင်ပွဲစဉ်မှာ PSV တင်ကို၄-၃နဲ့၉ပြက်အရင်နေခဲ့ပေမယ့် Dash လူမျိုးနီးပြအာနီစလော့ကသူ့ရဲ့နီးပြအရာတွေကိုစိုးရိမ်ပူပန်မှုမရှိဘူးလို့ပြောခဲ့ပါတယ်။အာနီစလော့ကအနာဂတ်နဲ့ပတ်သက်ပြီးကျွန်တော်စိုးရိမ်ပူပန်မှုမရှိပါဘူး။ကျွန်တော်ရဲ့အာရုံဆိုင်မှုကကျွန်တော်ရဲ့ယာရုကိုစိုးရိမ်ပူပန်ထားတဲ့အခြားအရာတွေပေါ်မှာပါ။ပြီးခဲ့တဲ့ယာသီကလို့ကျွန်တော်မလုံနိုင်ဘူးဆိုတာသိတာပါတယ်။ဘာလို့လဲဆိုရင်တူချင်းအမားတွေအကြောင်းကိုပြောတဲ့အချိန်မှာဒါကအသင်းလိုက်အားထုတ်မှုကနေဖြစ်လာတဲ့အရာလို့ကျွန်တော်ထင်ပါတယ်။ကျွန်တော်ပိုကောင်းအောင်လုပ်ဖို့လိုသလိုအသင်းကိုတိုးတက်အောင်နေတိုင်း ်စူးစမ်းနေပြီဒါကကျွန်တော်အိုင်အွန်ဆိုင်နေတဲ့အဓိကအရာပါလို့ပြောခဲ့တာပါလေပါဦးတင်ဟာဒီရှုံးဘွဲကြောင့်ပြိုင်ပွဲဆိုနောက်ဆုံးသုံးဘွဲစတဲ့အရေးနေခဲ့သလိုနောက်ဆုံးကစားခဲ့တဲ့ဆက်နှစ်ဘွဲမှာ၉ဘွဲအထိရှုံးဘွဲကြုံတွေ့ထတာဖြစ်ပါတယ်လေပါဦးတင်ဟာပရီးမီးယားလိမှာအဆင့်ဆက်နှစ်နေရာရပ်တည်နေသလိုချန်ပီယံလိပြိုင်ပွဲမှာအဆင့်ဆက်၃နေရာရပ်တည်နေတာကြောင့်ဒီပြအာနီစလော့အပေါ်ဖီအားတွေပိုပြီးတိုးလာနေတာပါဒါပေမဲ့အာနီစလော့ကတော့လေပါဦးတင်ဒီပြအရာတွေကိုစိုးရင်ပူပန်မှုမရှိတာဖြစ်ပါတယ်အာနီစလော့ကသူဟာလေပါဦးတင်ကြီးခဲတွေနဲ့ပုံမှန်စကားပြောဆိုမှုတွေရှိတာကြောင့် ဒီစကားပြောမှုတွေမှာယုံကြည်မှုကိုခံစားရပေမဲ့ဒီပွဲပြီးမှဘာဖြစ်မလဲဆိုတာတော့စောင့်ကြည့်ရမယ်လို့ပြောခဲ့ပါတယ်။လီဘာအိုသင်ကွင်းလယ်လူကာတီဂျုံကအသင်းရဲ့ရလက်တွေဟာလက်ခံနိုင်စရာမရှိသလိုအလွန်ဒေါသထွက်နေတယ်လို့ပွဲပြီး RTE နဲ့အင်တာဗျူးမှာပြောခဲ့တာပါ။လီဘာအိုသင်ဟာလာမယ့်ပရီးမီးယားလီဂ်ပွဲစဉ်အဖြစ်ဝက်ဆန်သင်းအိမ်ဝင်သွားရောက်ရှင်ပြန်ရမှာဖြစ်ပြီးရှုံးပွဲဆက်နေမှုကိုရပ်တန့်နိုင်မှုမျှော်လင့်နေပါတယ်။